Hello ချားရဲ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new teaser ပြန်လေးကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့2025ခုနှစ်မေလ10ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့သွားမှကြည့်ကြမှာဖြစ်ပါတယ်အရင်ဆုံးခါတိုင်းလိုပဲလူရင်းတူရှင်သတင်းလေးဖတ်ပြပေးပါမယ်ခင်ဗျာ ပထမအဦးဆုံးသတင်းတစ်ပုဒ်ကတော့ TK အောင်ပွဲနဲ့အတူစစ်ကောင်စီရဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံပေါ်စိုးရိမ်မှုအချက်၅ချက် KAU ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့အဲ့တော့အားလုံးသိတဲ့အတိုင်းပဲเนาะ TK အောင်ပွဲတွေဒီတောင်ပိုင်းတိုင်းမှာစခန်းသိမ်းတိုက်ပွဲတော်တော်များများကြီးကျွန်တော်တို့ ပြီးခဲ့တဲ့ပိုင်းတွင်မှာရရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်ခုအချမ်းမစစ်ကောင်စီနဲ့ဒီရုရှားတို့ပူးပေါင်းကြံစီနေတဲ့နျူကလ িয়ার ဓာတ်အားပေးဆက်ရုံနဲ့ပတ်သက်ပြီးတော့လည်းဒီစိုးရိမ်မှုအချက်၅ချက်ကိုထုတ်ပြန်ထားပြီဖြစ်ပါတယ်နော်။အဲ့တော့အချမ်းမစစ်ကောင်စီကဆမ်မရှိအစားကြီးပေါ့နော်။အခုဆိုရင်တကယ်ဆိုရင်ဒီရားနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်။ရေအရင်မြစ်ဒီလောက်ပေါ်တာရေတွေနဲ့ဖြေအားရစ်ထုတ်တဲ့ဟာတွေကိုပို့ပြီးတော့အားဆမ်းမဲ့ကိစ္စတွေမှာပေါ့နော်အခုဆိုရင်မလုံနိုင်ဘဲနဲ့ဒီကျွန်တော်တို့ရဲ့မြန်မာပြည်မှာအကြီးဆုံးမြို့လို့ပြောရရတဲ့ရန်ကုန်မြို့မှာတောင်မှတရက်ကို ဒီတနိုင်တောင်မိမိရတော့တဲ့အခြေအနေဖြစ်နေပါတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အခုချိန်မှာဒီလိုမျိုးလှုပ်လှုပ်တဲ့ကိစ္စတွေရပါတော့နော်ဒါလက်နဲ့ဆက်ယုံထောင်ဖို့လားဘာလုပ်ဖို့လဲဆိုတာအားလုံးကတန်တရားဖြစ်နေကြတဲ့အခြေအနေဖြစ်ပါတယ် ောက်တဲ့သတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်သို့အခြေခံစားတောက်ကုန်တွေစေးဝါးများကုန်သွင်းမှုကိုအိန္ဒိယဘက်ကအဓိကတင်တင်းလာဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့ဒီရခိုင်ပြည်နယ်ကိုချက်မစစ်ကောင်စီကအားလုံးကိုဖျက်ထားတာပေါ့နော်ဖျက်လေးဖျက်တော့မကောက်ဘူးနော်တော်တော်များများကိုဖျက်ထားတဲ့အခြေအနေမှာရှိတဲ့အတွက်ဘာမှဝင်လို့မရတဲ့အနေအထားမှာအခုဆိုရင်ဒီဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယဘက်ကနေကုန်စီတွေကိုတင်တင်းနေရတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ချက်မစစ်ကောင်စီကတော့ဘင်္ဂလားဒေ့ရှ်ကိုဒီအာသူတို့နဲ့ဆက်သွယ်ရမယ်သူတို့နဲ့ညှိနှိုင်းမယ်လို့ပြောပေမဲ့လည်းအခုချိန်မှာဆိုဘင်္ဂလားဒေ့ရှ်ကတော့တရားဝင်ကိုပေါ့နော် ီအာရခတက်တော် A နဲ့ဆက်တွယ်ပြီးမှဒီရခိုင်မှာရောင်းဝယ်ဖောက်ကားတာတွေလုပ်နေတာဖြစ်ပါတယ်အခုဆိုရင်လဲပေါ့နော်ရခိုင်ပြည်ကိုစစ်ကောင်စီတက်ကဆက်ကုံသွေးလမ်းကြောင်းများပိတ်ဆို့ထားသည့်အတွက်ကုံသွေးများသည်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံများမှရခိုင်ပြည်အတွင်းသို့ကုန်စည်တင်သွင်းကြရာအိန္ဒိယနိုင်ငံမှာအများဆုံးတင်သွင်းနေရကြောင်းကုန်တဲ့အမျိုးသမီးတူကပြောပါတယ်ပေါ့နော်အဲ့တော့အိန္ဒိယနိုင်ငံကနေကုန်တွေကဝင်ဝင်ရောက်နေတဲ့အခြေအနေဖြစ်ပါတယ်နော် NUG အနေနဲ့အစိုးရ၃စေးတွေကိုရှင်းတဲ့တကွာပွင့်လင်းမြင်သာစွာချပြရမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကအသိပေးလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့တဦးတယောက်တစုတစ်ဖွဲ့ရဲ့အစီအမံကလုံးဝလက်မခံဘူးလို့သတင်းထုတ်ပြန်ထားပါတယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့ပြည်တော်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်ဆန်းကထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ဒီအမျိုးသားညီညွတ်ရေးအစိုးရ UNG အနေနဲ့အနေနဲ့ပေါ့နော်အသုံးစရိတ်တွေကိုတရားဝင်ချပြလာတော့မယ့်အခြေအနေမှာရှိပါတယ်အခုဆိုရင်မြန်မာပြည်မှာရှိတဲ့တယံဇဒထုတ်ထုတ် ထုတ်ဝေရောင်းချမှုတွေပေါ့နော်ဒီကနေထုတ်ဝေသုံးဆဲမှုတွေဒီကနေရလာတဲ့အကျိုးမြတ်တွေအားလုံးကိုလည်းထုတ်ပြမယ်လို့ပါရှိတယ်နော်အဲ့တော့မကြခင်မှာတော့ UNG ကဒီငွေကြေးနဲ့ပတ်သက်တဲ့အရာတွေပေါ်မှာတဖြည်းဖြည်းနဲ့ထုတ်ပြချက်တွေထုတ်လာတော့မှဖြစ်တဲ့အတွက်အကောင့်ဘက်ကိုသွားနေပြီလို့ပဲပြောရမှာပေါ့နော် ဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့လေထုမငိမ့်တမ်းမှုဖြစ်ပေါ်နေ၍မေလ10ရက်နေ့မှ15ရက်အတွင်းမြန်မာနိုင်ငံအနှံ့မှာမိုးကြီးနိုင်တယ်ဆိုတဲ့သတင်းမှဖြစ်ပါရနော်အဲ့တော့ဘယ်နေရာတွေဖြစ်မလဲဆိုတော့အထူးသဖြင့်ငလီနံခံခဲ့ရတဲ့နေပြည်တော်မန္တလေးမကွေးတိုင်းစကိုင်းတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့နိုင်မိုးနှင်းငယ်ရွာသွေးမှုမှပိုမိုရွေမိုးသေးထန်နိုင်တယ်လို့ဆိုထားပါတယ်ဗောနော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းရှေ့ပိုင်းတို့နိုင်လဲနေရာအနှံ့မိုးထစ်ချုံပြီးရွာနိုင်သည့်အပြင်အချို့နေရာများမှာမိုးကြီးနိုင်တယ်လို့သိရပါတယ်เนาะအခုဆိုရင်မိုးရွာသ ည်တဲ့ဝင်လာဖြစ်တဲ့အတွက်เนาะမိုးလေဝသတရင်ကိုအများနဲ့နားစွန့်ကြဖို့ပေါ့เนาะလိုအပ်တာဖြစ်ပါတယ်မိနစ်ကလည်းကျွန်တော်တို့သင်ခန်းစာရပြီးပြီဖြစ်တဲ့တော့เนาะဒီနှစ်မှာတော့ဒီနှစ်မှာလည်းပေါ့เนาะတည်ကြတယ်ဒီတစ်တော်တွေပြုံးတိမှုတွေအမြောက်များစွာဖြစ်ပေါ်နေတဲ့အတွက်ရည်ကြီးတဲ့ကိစ္စကတော့ထပ်ပြီးတော့ဖြစ်အောင်မယ်ဆိုတာတည်ကြနေတော့ဖြစ်ပါတယ်เนาะအဲ့တော့ဗျာဒီဥတုတရင်လေးတွေကိုနားစွန့်စေချင်ပါတယ်နောက်ထပ်လည်းပေါ့เนาะ ဥထေတိတက်ဆက်ထားတယ်မိုးလေဝသတရင်လေးကျွန်တော်ကြည့်အောင်နော်ဒီအခုမိုးလေဝသတရင်ကတော့ဒီညအတွက်ရယ်မနေ့ဖြန်အတွက်ပေါ့နော်ဒီ9ရက်စာပေါ့နော်7 7 3 4 5ပေါ့နော်အဲ့တော့ဒီ9ရက်အတွင်းမှာမိုးတော်တော်လေးကိုမိုးကြီးမဲ့အခြေအနေရှိတဲ့အတွက်ပေါ့နော်အားလုံးပဲတစ်ချက်တော့သွားကြည့်ကြည့်အောင်နော်အန်ဒီများလာပြီလို့ပြောလို့ရပါအထူးသဖြင့်ချင်းပြည်နယ်အောက်ပိုင်းရခိုင်ရိုးမှာမကွေးတိုင်းနေပြည်တော်မန္တလေးတိုင်းအောက်ပိုင်းစကိုင်းတိုင်းကယားပြည်နယ်ရန်ကုန်တိုင်း ဧရာဝတီတိုင်းအရှိဘက်ကြပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တရင်းသာရီတိုင်းတို့မှာနေရာစိတ်စိတ်မိုးရွာပြီးတဲ့အပြင်ကိုပဲကျွန်တော်တို့နေပြည်တော်နဲ့တောင်ငူကြားမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ထို့အတူချင်းရိုင်းချင်းမိုင်မှာမိုးရွာတကဲ့တကူပဲမော်လမြိုင်မဲဆောက်ဒေသကြီးတစ်ခုလုံးမှာဆိုလို့ရှိရင်မိုးရေချိန်3.5 ငားလက်မလောက်ဒီရွာသွင်းကြဆိုလို့ရှိရင်တောင်ရင်မြစ်ရေကြီးခြင်းနဲ့စတင်ရင်ဆိုင်ရနိုင်ပါတယ်ထို့တူကျွန်တော်တို့ဘန်ကောက်မှာခြိုင်ပါလဲမိုးတဲတဲမဲမဲရွာသွင်းမဲအနေထားတွေ့ရပါစက်တရက်နေ့တနုနေ့ရှမ်းပြည်နယ်အနေထားရတော့မိုးပါပါလေးရွာပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနေဆက်ဒေသတွေမှာတော့မိုးနေငယ်ကြီးနိုင်ပါတယ်စက်နေ့ရက်နေ့တင်းနာနေရောက်တဲ့အခါမှာတော့ကချင်ပြည်နယ်မှာမိုးစတင်များလာသလိုပဲချင်းတောင်တန်း အောက်ဖက်ရခိုင်ရိုးမှာမကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်ခုလုံးပြင်အေရဝတီတိုင်းရန်ကုန်တိုင်းကယားပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်တတိထားပြင်ဆင်ဖို့လိုအပ်ပါတယ်ထို့တူကရင်ပြည်နယ်အပါဝင်ဆက်ဆက်နေတဲ့မဲဆောက်ချင်းမိုင်ဘန်ကောက်မာချိုင်ဒေသမှာနေရာကွက်ကြားမိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်73ရက်နေ့ အင်္ဂါနေ့ရောက်တဲ့အချိန်မှာတော့မြမာပြည်အနှံ့အပြားမိုးရွာသွန်းမှုဖြစ်ပြီးတော့အချို့နေရာတွေမှာမိုးဆက်လက်ပြီးတော့များနိုင်တဲ့နေသားဖြစ်ပါတယ်။အဲ့ဒီနေရာတွေကတော့အခုအဝါရောင်ပြနေတဲ့နေရာတွေဖြစ်ပါတယ်။အတိအကျပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မန္တလေးမုံရွာရွှေဘိုနမ့်တူဂျာတစ်ခုလုံးနဲ့တောင်ဘက်နေပြီးတော့တောင်ငူအထိနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်။ထို့အတူချင်းပြည်နယ်တောင်ဘက်မှာ မိုးများနိုင်တယ်လို့ပဲပြည်မြို့ရဲ့အနောက်ဘက်တောင်ဘက်ချမ်းကနေမှမိုးနေရာကွက်ပြီးတော့များနိုင်ပါတယ်ချမ်းပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးများနိုင်တဲ့အဝါရောင်ပြပတယ်လို့ပဲချင်းရိုင်းချင်းမိုင်မှာလည်းဆက်လက်ပြီးတော့မိုးများနေပါတယ်မဲဆောက်မှာမိုးများနေပါတယ်မဟာချိုင်းဗန်ကောက်မှာလည်းမိုးများနေတာတစ်ချက်ခံမမိပါမြန်မာပြည်အောက်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေကရင်ပြည်နယ်မွန်ပြည်နယ်သတင်းလာရေးတိုင်းတို့မှာဆက်လက်ပြီးတော့ မုံများနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်14ရက်နေ့မှာလည်းမြမပြီးအနှံ့အပြားဆက်လက်မိုးရွာသွန်းမှာ ဖြစ်ပြီးတော့အဝါရောင်ဒေသတွေကတော့မိုးများမှာဖြစ်ပါတယ်။ဒီနေရာမှာအသေးစိတ်ပြောလို့ရှိရင်တော့မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်းနေပြည်တော်ပဲခူးတိုင်းထက်ပိုင်းရှမ်းပြည်နယ်အီယာဝတီတိုင်းတနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရှင်းရိုင်းချင်းပိုင်း မဲဆောက်မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။ဗန်ကောက်မှာတော့မိုးနှင်းငယ်ပါသွားနိုင်ပါတယ်။မြမပြီးအထက်ပိုင်းကဒကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာလည်းမိုးများနိုင်တဲ့အနေအထားကိုတွေ့နေရပါတယ်။15ရက်ကြာလာပြီးနေ့အခြေအနေကိုခမန်းကြည့်တဲ့အခါမှာမြမပြီးအထက်ပိုင်းကကချင်ပြည်နယ်ဒကိုင်းတိုင်းအထက်ပိုင်းဆက်လက်ပြီးတော့မိုးများနိုင်တယ်လို့ပဲချင်းတောင်တန်းဒေသတစ်ခုလုံးရခိုင်ရိုးမနဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာ မိုးအကြီးကျယ်များနိုင်တဲ့အနေအထားတွေ့ရသလိုပဲမန္တလေးတိုင်းကနေပြီးတော့နေပြီးတော့ရှမ်းပြည်နယ်အပါအဝင် အရှိတ်ဘက်ခြမ်းတစ်ခုလုံးမှာမိုးများနိုင်တဲ့အနေအထားရှိပါတယ်ရှမ်းပြည်နယ်တစ်ခုလုံးတည်းမှာမှ နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းချင်းပိုင်းဂျားတဲ့ဒေသတွေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုတွေ့ရှိရပါတယ် ကရင်ပြည်နယ်မှာတော့နေရာပွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရတယ်လို့ပဲမွန်ပြည်နယ်မှာလည်းနေရာအချို့တရင်းနိုင်တိုင်းအောက်ဖက်မှာလည်းနေရာအချို့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ထိုင်းနိုင်ငံချင်းရိုင်းချင်းမိုင်မဲဆောက်မာချိုင်ဘန်ကောက်နဲ့ထိုင်းတောင်ပိုင်းဒေသတွေမှာလည်းနေရာကွက်ကြမိုးများနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ်။ ကျွန်တော်တို့ဒီအတွက်ကြောင့်မလို့မြန်မာနိုင်ငံကို6ရက်နေ့ကနေစပြီးတော့14ရက်နေ့အတွင်းမိုးကောင်းငင်ကရရှိနိုင်တဲ့မိုးရေချိန်တွေကိုခမန်းတွက်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်မြန်မာနိုင်ငံအနှံ့အပြားမှာမိုးရေချိန်6လမနီးပါး9ရက်အတွင်းရရှိနိုင်တဲ့အနေအထားဖြစ်တယ်လို့ပဲကရင်ပြည်နယ်နဲ့ရန်ကုန်တိုင်းမှာနေရာ ကွက်ပြီးတော့မိုးရေချိန်10လမလောက်အထိရရှိနိုင်တယ်လို့ပဲဗိတ်တဝဲ တောင်ပိုင်းဒေသမှာလည်းမိုးရေစင်ဆန္ဒလမလောက်ထိရရှိနိုင်မှာဒီအနေထားဆိုလို့ရှိရင်တော့မြေအောက်ရေစီးကြောင်းပိတ်ဆို့နေတဲ့ငလင်ဒေသနဲ့မြေအောက်လှုပ်ရှားမှုဖြစ်သွားတဲ့မြန်မာပြည်တစ်ခုလုံးအတွက်အန္တရာယ်ရှိတဲ့အနေထားရှိနေတယ်လို့ကျွန်တော်တို့ကအတိပေးပါတယ် ်မိများညာညာရှိလို့ရှိရင်လည်းမိများနိုင်ပါတယ်ကျွန်တော်တို့ကဲဒါကတော့ဥတီတီရဲ့တင်ပြချက်ဖြစ်ပါတယ်နော်အဲ့တော့အခုလေးတွေမျိုးနော်တတိတွေတက်လာတယ်ဘာမှလဲဆိုတော့မန္တလေးမှာတဲ့မိုးသေးတယ်ဆိုတော့ရွာသွန်းပြီးလီပြင်းကြချင်းမိုးသီးကြွေချင်းတို့ကြောင့်အဆောက်အဦပြိုကြချင်းနဲ့အမိုးများလွင့်ကြချင်းတို့ဖြစ်ပွားကလူတချို့ထိခိုက်သွားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်ဒါကတော့ဒီနေ့မှဖြစ်သွားတာပါနော်အဲ့တော့မိုးလီဝတာကတော်တော်လေးကိုမှန်တဲ့အနေအထားမှာရှိလာပြီအဲ့တော့မိုးနဲ့ပတ်သက်ပြီးတော့ပါနော်မိဘပြည်သူတတိထားဖို့ဒီကနေ့တင်ဆက်လိုက်ရပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စကစကအပြည့်ရဲ့ကြီးညာထားပေမဲ့ TLL ထိန်းချုပ်ထားတဲ့နေမြေတအောင်းနေမြေတွေမှာလေနဲ့ဘုံကျဲတယ်ဆိုတဲ့သတင်းထားအောင်ကြည့်အောင်နော်ဒီတဲ့တဲ့ဘောင်းအနေနဲ့ကတော့စစ်ကောင်စီတပ်ဟာအပြည့်အခက်ရစေးရေးကာလအဖြစ်ထပ်မံတိုးမြင့်ထားပေမဲ့လည်းတအံ့ပြည့်အထဲကို ထိုးစစ်စင်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ TNL ကဒီကနေ့မှ ထုတ်ပြန်ပြောဆိုလိုက်ပါတယ် မေလာရှိရနေ့ကမင်္ဂလာပွဲကျင်းပနေတဲ့နောင်ရှုံမြို့နယ်တရက်ရှုံကြီးရွာကိုစစ်ကောင်စီတပ်အမတ်တကိုသူများနှင်းကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့အသက်၅နှစ်အရွယ်ကလေးငယ်အပါအဝင်ဒေသခံ၄ယောက်သေဆုံးပြီး9ယောက်ပုံစံထိမှန်ကဒဏ်ရာရရှိသွားခဲ့ပါတယ်။တအန်းတက်မတော် PSLF DNLA ရှိရာနောင်ရှုံမြို့နယ်တရက်ရှုံရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်မေလာရှိရနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင် TNL တက်ရှိတဲ့နောင်ရှုံမြို့နယ်ရာပြင်ကြီးရွာအနီးကိုလည်းစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်လာလို့တိုက်ပွဲတွေဖြစ်ပွားလာတယ်လို့သိရပါတယ်။မေလာ၈ရက်နေ့ည၆နာရီအချိန်လောက်ကလေစစ်ကောင်စီတပ်နဲ့ TNL တို့အကြားနောင်လင်ကျေးရွာအနီးတဝိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကဒရုန်းပုံး၈လုံးအစိမ်းငွေပုံး၅လုံးလက်နက်ကြီး32ကျင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ကဲနောက်ထပ်လည်းချမ်းပဲစစ်ကောင်စီကပေါ့နော်။ကြောက်ကြောက်ဖြူစစ်မီပင်ကိုစစ်ကောင်စီစစ်ကူအင်အားတွေညအချိန်မှာပေါ့နော် ရှို့ဝဲပို့ဆောင်နေတယ်ဆိုတဲ့တင်လဲကြားနေရပါတော့။အဲ့တော့အာရခတက်တော်အေကအခုဆိုရင်ဒီ၃မြို့ကိုလည်းဒီတိုက်ခတ်တိုက်ခတ်သိမ်းပိုက်နိုင်ဖို့တိတ်မလို့တော့ပေါ့နော်။အခုဆိုရင်ချမ်းပဲစစ်ကောင်စီကဒီမရတဲ့နေနဲ့ခုခံနေတဲ့အနေအထားဖြစ်ပါတယ်နော်။အဲ့တော့သူတို့စစ်ကူတွေဘယ်လိုပို့လဲဆိုတော့တစ်ချက်နောက်တော့ကြည့်လောက်နော်။ ကြပ်ပြုံမျိုးနဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖက်ကကြောက်ဆုံးနာရီနဲ့ထွက်ပြေးရာတွေများလာနေတဲ့အတွက်ကြောင့်စစ်ကူတပ်သားတွေကိုပို့ဆောင်နေရမှာရေတက်စီရင်တွေနဲ့ညအချိန်မှာရှိုးဝက်စွာပို့ဆောင်နေတယ်လို့အရခတပ်တော်နဲ့နှိဆက်တဲ့မြေပြင်စီရင်တရင်ရင်မြစ်တို့ကလူရီစရာကိုအတည်ပြုပြောဆိုပါတယ်စီရဲသဘောအရနေဘတ်တွေမှာပို့ရင်ရှိုးဝဲချက်တွေပေါက်ကြမှာကိုကြောက်တာကြောင့်စစ်တပ်ဖက်ကနေပြည်တော်နဲ့နေလီဘတ်တွေထက်ညအချိန်မှာပို့ပြီးပို့ဆောင်လာရတယ်လို့သိရပါတယ် ဒီအပိုင်းအတွင်းညအချိန်စစ်ကူပို့တာနှစ်ခါရှိပြီးဖြစ်ပြီးတစ်ခါပို့ဆောင်လို့ရှိရင်စစ်တပ်အင်အားရရှိပါဝင်တယ်လို့လည်းသိရပါဗျ။စစ်ကူတပ်သားတွေကိုစစ်ရင်ရင်တွေနဲ့ရန်ကုန်ဘက်ကနေပို့ဆောင်လာပြီးမန်အောင်ပင်လယ်ပြင်မှာရန်နာကအဲ့ဒီကနေမှတဆင်ကန်ထိုးစစ်ရင်ရင်တွေနဲ့ကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေဆိုင်ဒညဝတီရေတပ်ဌာနရှုပ်ကိုရှုပ်ဝက်စွာပို့ဆောင်နေတာဖြစ်တယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ကြောက်ဖြူမြို့အပြင်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာတနေ့ထက်တနေ့ပြင်းထန်လာနေတယ်လို့ စစ်ကောင်စီဘက်ကစစ်ကြောင်းတွေအလိုက်ထွက်ပြေးပျောက်ဆုံးမှုတွေလည်းရှိနေတယ်လို့ဒေသတွင်းမြေပြင်သတင်းတွေအရသိရပါရရှင်။ကဲဒါတော့ရခိုင်သတင်းလေးတွေဖြစ်ပါတယ်နော်။ โอเคနောက်ထပ်ပါเนาะကျွန်တော်ထိုင်းနိုင်ငံသတင်းလေးတစ်ချက်လောက်ကြည့်အောင်เนาะပြီးခဲ့တဲ့ရက်ပိုင်းတွင်ကဒီအလုတ်သမားဒီမေဒီနေမှာပေါ့เนาะဒီဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဆိုရင်သတင်းထုတ်တွေကြားနေရပြီအဲ့ဒါဘာလဲဆိုတော့ဒီအကြမ်းဖက်စစ်ကောင်စီကိုเนาะ CI ပေးစရာတွေမလိုဘဲနဲ့ပေါ့เนาะဒီထိုင်းကိုပဲပေးပြီးမှရမယ်အခြေအနေရှိသွားပြီပေါ့เนาะအခုတော့အဲ့တော့အဲ့အကြောင်းတင်ဆက်ထားတဲ့ကိုဆိုးရဲ့ရဲ့ဗီဒီယိုလေးတစ်ချက်လောက်ကြည့်ကြအောင်เนาะဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာဒီလူအဟောင်းတွေ name list ကြတဲ့လူတွေပေါ့เนาะ အာတထေးတွေကိုယ်တိုင်ပြောင်းလို့ရပြီဗျာเนาะအဲ့ဒီမြန်မာတန်ယုံနဲ့ပတ်သက်စရာဘာစောက်ကြောင်းမှမရှိဘူးဗျာကဲဆိုတော့ဒါကျွန်တော်တို့ရဲ့အောင်ပွဲပဲအေးစေးတဆင့်ပြီးတဆင့်လာမယ်ဗျာဒါတွေเนาะကဲသူပြောတဲ့စကားဒီလောက်ပဲပေါ့เนาะတော်တော်လေးကိုစကားကိုချွေတာတဲ့သူဖြစ်ပါတယ်เนาะအဲ့ဒါဘာပဲပြောတကယ်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတွေအတွက်ကတော့တကယ်သတင်းတူပဲဖြစ်ပါတယ်เนาะအဲ့တော့မသိသေးတဲ့သူတွေအတွက်တိစက်ပြီးချင်းဖြစ်ပါတယ်ခင်ဗျာ ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့နိုင်ငံဗျူဟာနဲ့အမြောက်စစ်စင်ကြီးကိုကွဲထားတာချုပ်ကိုစစ်ကောင်စီကအင်အားရာချီပို့ပြီးမှခံစစ်ပြင်နေတယ်ဗောနော်အဲ့တော့အဲ့ဒီမှာရှိတဲ့စစ်ရေးချင်းတွေတစ်ချက်တော့သွားကြည့်လာအောင်ကိုးတိုင်းငဖဲမြို့နယ်ဗဒန်းတက်နယ်တွင်စစ်ကောင်စီကတပ်ဖွဲ့ဝင်ရာနဲ့ချီပို့ဆောင်ပြီးစစ်ပြင်ဆင်နေတယ်လို့သိရပါတယ်မင်းဘူးကအင်အား150ပါ၊စီရင်တန်၄စီးဟာမေလ၈ရက်နေ့ကအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မာဆာခကိုတုံညငါအတွင်း ခိတ္တဝင်ရောက်ပြီးနယ်ရီကံပြူဟာကိုထွက်ခွာလာတယ်လို့စီရေးသတင်းရင်းမြစ်စီကသိရပါဗျ။ဒါအပြင်ငဖဲမြို့နယ်ကံတုတ်စစ်စေးရိတ်ခိတ်ကအင်အားတရာခန့်ပါစစ်ရင်နံ၅စီးဟာမြောင်များကုန်းရွာကိုရောက်ရှိနေပြီးရွာပလဲလမ်းပေါက်နဲ့ပေ300အကွာအိုးထိန်တောင်မှာဒရုန်းတွေဆင်နေကြကကြောင်မီသွေးတွင်ဘက်ဒရုန်းတွေလွှတ်တင်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ6ရက်နေ့ကလည်းအင်အားတရာကျော်ပါစစ်ကောင်စီစစ်ရင်နံ3စီးဟာ အမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မဆာခ935တွင်ဝင်ရောက်အင်အားဖြည့်နေတယ်လို့ဒေသခံသတင်းရှင်းမြစ်စီကသိရပါဗျ။မဆာခ935ရောနယ်ရေကန်ဖြူအားမာရောအင်အားတိုးချက်ထားပြီးဒရုန်းတပ်တွေလည်းပို့ထားပါတယ်လို့စီရီသတင်းရှင်းမြစ်က ER Times ကိုပြောပါဗျ။စစ်ကောင်စီကအပြည့်ရထားတဲ့ကာလမှာငိန်ချမ်းရေးပြပြစေနိုင်တဲ့အင်အားစုဆောင်တာခံစစ်ပြင်ဆင်တာတွေမလုံဆောင်ရဘူးလို့သတ်မှတ်ထားပြီး ၎င်းတို့ကိုယ်တိုင်ကဂတိချိုးဖောက်တဲ့လုံရံတွေလုံဆောင်နေခြင်းဖြစ်ပါတယ်။အပြည့်အထားတဲ့ကာလအတွင်းစည်ရည်တင်းမာနေတဲ့နေမြေတွေနဲ့စစ်ဖြစ်ပွားမှုမရှိတဲ့နေမြေတွေကိုလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။ ကဲခုကျွန်တော်ကြည့်ရမယ့်နောက်ဆုံးဗီဒီယိုလေးကတော့အချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကရုရှားကိုသွားတဲ့အခါမှာအားလုံးသိအတိုင်းပဲဗျာလေးတော်တော်ကြွက်မင်းကြီးကသူ့ကြောင်ထဲထိုးထားတယ်ပေါ့နော်ဒါပေမဲ့လေအခုမြန်မာပြည်ရဲ့ဒီတာယန်ဇရတွေမြို့တွေပေါ့နော်အခုလာရှိုးမြို့လိုမျိုးဗျောင်ကြီးတင်းထားတယ်ရှိကြည့်ပြင်ကသူ့ကိုအတွေ့ခံခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ဘာတွေဆွေးနွေးခဲ့လဲတော့မသိဘူးသူတို့ဘက်ကတော့တအားပျော်နေတဲ့အနေအထားမှာရှိပါတယ်နော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကိုစီတုံ့တက်ထားတဲ့ဟာတွေနားထောင်ကြည့်လောက်နော်ဘာကြီးမင်းအောင်နိုင်ကတော့တူမျော်လက်တောင်းတနေတဲ့ ပပရှိနဲ့တွေ့ခွင့်ရပါပဲပပရှိလေးနှစ်ကျော်ငါးနှစ်ကျော်ရောက်ပြီမဲ့သူ့မှာတွေ့ချင်းလုံးလို့တောက်လျှောက်ခုမှပထမဆုံးချင်းပပရှိလာနော်သူ့ကိုလုံးဝလက်ခံမတွေ့ဆုံးနောက်ဆုံးဘယ်တော့ထိဆိုးလဲဆိုတော့နော်ဂျာမန်နဲ့ပိုလန်နှစ်ပတ်နဲ့ခေါင်းဆောင်တွေတွေ့ဆုံးဝဲမှာတော့တွေ့ရမလားလို့ညှော်လင့်ခဲ့ရတယ်မင်းအောင်မှန်ရပပရှိရသူ့ကိုမဖိတ်ခဲ့တဲ့အတွက်ဆောက်ချက်ကွဲပြီးတော့အချက်ရခဲ့အဲ့တော့မင်းအောင်မှန်ရအဲ့ဒီကွဲမှာတအားကြီးချက်ရခဲ့ဒါပေမဲ့အခုဒီ ယူကရိန်းမှာကျွန်တော်ရှေ့မှာဗီဒီယိုဖိုင်မှာပြောခဲ့သလိုပဲဒီပွဲကိုမင်းအောင်နိုင်အသေးအတန်တွားကျင်တယ်ဆိုတော့ကအဲဒီမှာပပစီကိုတွေ့ခွင့်တောင်းမယ်ကျွန်တော်ပြောချိုးတင်ပြောခဲ့တဲ့အတိုင်းပဲဟုတ်တယ်မလားအဲငလင်ဘေးမှာကုညီတဲ့ကျေးဇူးတင်တာဘာဖြစ်တာညာဖြစ်တာဆိုပြီးတော့တွေ့ခွင့်တောင်းတဲ့အတွက်အခုပပပစီကတာလီမင်းအောင်နိုင်ကိုတွေ့ခွင့်ပေးလိုက်ပါပြီတာတာလီမင်းအောင်နိုင်အရန်နဲ့ပျော်ပြီးတော့ပပစီအလုံးကြဘာတွေများအာမခံတယ်ဆိုတော့တတိယမျိုးအရင်ဖတ်ပြပါမယ်နော်အာနာလေးကောင်းဆောင်မင်းအောင်နိုင်နဲ့တွေ့ဆုံချိန်မှာတရုတ်ကမ္ဘာရှီကျင်းဖင်ကမြန်မာနိုင်ငံမှာရှိတဲ့တရုတ်အကျိုးစီးပွားတွေယင်းနှိမ့်ပြောင်းနိုင်မှုတွေကိုတိတိယယောက်ကာကွယ်ပေးဖို့တောင်းဆိုခဲ့ကြတယ် ရှီနဲ့မင်းအောင်နိုင်တို့ကရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနှစ်ပတ်လည်အခမ်းအနားပြည့်ရောက်ဖို့မော်စကိုမြို့ကိုရောက်ရှိနေခဲ့ပြီးတီးခြားအစီအစဉ်တစ်ခုအနေနဲ့တွေ့ဆုံခဲ့ရပါတယ်။ခုနဆက်တဲ့၅နှစ်ကြာတည်ရခဲ့တဲ့နှစ်နိုင်ငံတန်တမာဆက်ဆံရေးကိုအခြေပြုပြီးတရုတ်ကမြန်မာနိုင်ငံရဲ့အပြင်းငိမ်အေးချမ်းမှုလုံခြုံမှုတွေအပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုတွေကိုအမြဲလိုလားနေမယ်လို့ရှီကပြောပါတယ်။နောက်ပြီးသူ့ရဲ့တမထဘဝအရေးကြီးဆုံးမဟာဗျူဟာအခင်းချင်းတစ်ခုဖြစ်တဲ့ရဲဝန်းတစ်ခုလမ်းကြောင်းတစ်ခု BRI အခြေခံအဆောက်အအုံစီမံကိန်းကြီးအတွက်မြန်မာနိုင်ငံနဲ့နက်နက်ဆိုင်ဆိုင်လက်တွဲအလုပ်လုပ်သွားမယ်လို့လည်းရှီကဆိုပါတယ်။ သူကမြန်မာနိုင်ငံမှာငလျင်ကြီးလှုပ်ခတ်ပြီးနောက်တရုတ်ကယ်ဆယ်ရေးကဲစာဖတ်တာတစ်ချက်ကြောလိုက်မယ်နော်ရှင်းပါတယ်တရုတ်ကတော့နော်မြန်မာနိုင်ငံကိုတို့အတွက်အကျိုးအမြတ်တွေအများကြီးယူပြီးအများကြီးရတာဟုတ်တယ်လက်ရှိရှိနေတဲ့လုပ်ငန်းတွေကိုလည်းမင်းတောက်ဘာဖြစ်လို့လဲမြန်မာနိုင်ငံမှာရတဲ့အခွင့်အရေးမျိုးကအခြားနိုင်ငံမှာတရုတ်အနေနဲ့ရတယ်မရှိဘူးလေမရှိဘူးဟုတ်တယ်ကြောက်စိမ့်တဲ့ဖွင့်ကြောက်ရိုင်းတဲ့ဖွင့်ကိုရင်းလိုက်တာနဲ့တရုတ်ကဘလောက်မြတ်သွားလဲဒါကြောက်ဝဲရှိနေတယ်ဒီရှားပါတဲ့မြေရှားတက်ထုပြီးလို့ရှိရင်အစိုးဆုံးကတော့မြစ်ဆုံစီမံကိန်းလိုမျိုးဒါပေမဲ့ဒီဒိန်းမှာတော့မြစ်ဆုံနဲ့ပတ်သက်လို့ပြောတာမတွေ့ဘူးပြောခဲ့တာမပြောခဲ့တာတော့မတည်ဘူး ြစ်စုံစည်းခံဂိမ်းလိုမျိုးကြောက်ဖြူရင်းတဲ့စိတ်ကမ်းလိုမျိုးပြီးလို့ရှိရင်အစိုးဆုံးကဒီရန်ကုန်ပိုလန်စီမံကိန်းအဲ့တော့လက်ရှိတရုတ်ပိုလန်စီမံကိန်းမင်းအောင်နိုင်ငံအာဏာရဝါခဲ့လို့ရှိရင်နံပါတ်1မြစ်စုံလေပတ်လိုက်မြစ်စုံလေပတ်တာနဲ့ AOD အောက်ဒေါ်မှာရှိတဲ့ရွာတွေအကုန်လုံးထမင်းကနော်မတော်တော့အခုလိုငလင်ထက်လောက်လာမယ်ဆိုလို့ရှိရင်အဲ့ဒီမြစ်စုံကြီးပြိုကျရင်မြစ်ကြီးနားအစားနိုင်ပိုင်းကြီးပျောက်သွားမယ်ဂျင်းနေအဲ့တော့တရုတ်ကအဲ့ဒါတွေမစင်စားဘူးမင်းတို့ AOD မြို့တောက်လျှောက်ရွာတွေထမင်းကမကောင်းလည်းမထည့်ဘူးမတော်လို့ငလင်လောက်လို့မြစ်စုံကြီးကျိုးရမလား ငါဂိမှုဆိုင်ငါဂိမှုဆိုင်ကမြစ်စုံကရမယ်အကျိုးမြတ်မြစ်စုံကိုမစတဲ့ဦးမြစ်စုံစီမံကိန်းထဲမှာရှိတဲ့မြေကြီးကိုတူးနေတယ်အဲ့ဒီမြေကြီးကိုကားတွေနဲ့တရုတ်ပြည်ထဲယူရတာစဉ်းစားကြည့်မြန်မာပြည်ကမြေကြီးကို22ဘိန်းကားတွေနဲ့တရုတ်ကိုယူရတယ်တစ်ပင်တွေတစ်မွေးပင်တွေအလုံးလိုက်တူးပြီးတော့ယူရတယ် ဒီနေရာမှာမင်းအောင်လည်းမြန်မာပြည်သူတွေတဲ့ကိုခေါင်းနဲ့ဖြစ်တယ်လီးမှကျေးဇူးမသိဘူးဒါတော့တိုင်းမျိုးဒုက္ခပေးနေတာဟောင်းမင်းအမေကျေးဇူးသိမင်းမေလွတ်လပ်လပ်ခံခံလေမင်းခံတော့မှကျေးဇူးလားခံခံကျေးဇူးလားခံတော့မြခင်သေးတယ်မောခံခံနော်အဲ့ဒါမှခံတော့ဝါတယ်ဆိုဝေးသားသမီးတွေမိတွေမြစ်တယ်ပုံခံခံအမဟုတ်တယ်ပြည်သူတွေစကားထက်မပြောနဲ့ဘယ်ပြည်သူမှတရားဝင်မကြိုက်ဘူးနော်အဲ့တော့မင်းအောင်နိုင်မို့လို့ရှီကျင်းဖင်ကလက်ခံစကားပြောတယ်မို့မင်းအောင်နိုင်နေရာမှာခွေးအမီးဖြတ်ပြီးတော့ကာကွယ်ဦးစီးချုပ်ယူနီဖောင်းဝင်ပေးလိုက်ရှီကျင်းဖင်လက်ခံပြောလိုက်အဲ့ကောင်ငါလုပ်ငန်းတွေကိုမင်းအမှတ်ခံပြီးနော်ငါလုပ်ငန်းတွေငါလူမျိုးတွေကိုမင်းလုံခြုံလုပ်ပေးရှီကျင်းဖင်ပြောမှာ เนาะအဲ့ဒါအဖြေပဲဘသူညင်းရဲ့အဲ့အမှန်တရားဒါကြောင့်မို့လို့လက်ရှိကျွန်တော်တို့တိုင်းပြည်မှာတရားဝင်စင်နာခင်းနေမှာတခုရှိတယ်เนาะဦးနေအောင်ဆောင်းမတစ်ခုဖတ်ရတယ်အဲ BNN စစ်ဘိုးကြီးတယောက်ကစစ်သားစစ်ပြန်ကြီးမစစ်သားလားစစ်ပြန်လားလက်ရှိစစ်သားလားလို့လူရေးတာဆောင်းမတူလေးပါပဲမင်းတို့တရားပိုက်ပိုက်လိုင်းကိုကန်နေတရားပိုက်လိုင်းကိုရင်းနေပိုက်လိုင်းကိုခွဲချလိုက်တယ်အခွဲချလိုက်လို့ရှိရင်တရားကသူ့လုံလုံကြီးစစ်တပ်တွေထည့်လိုက်တော့တရားတို့လုံလုံကြီးစစ်တပ်တွေပေါ်တင်နေမှာပြည်တယ်အဲ့လိုထည့်လာမှာဆိုရင်ဘုရားပအုပ်စုကတင်းထိုင်နိုင်ကြီးနေမှာလားဒါမှန်းနဲ့လုံနိုင်ငံကြီးမှာလုံအောင်လုပ်လို့မရှိဘူး လုံလာကြည့်တရုတ်အဲ့လိုတူးစစ်သားတွေကိုပေါ်တင်ထည့်တာလာနဲ့အနောက်အစုကပေါ်တင်ဝင်ပြီးလို့ဆိုလို့ရတယ်လက်ရှိအချိန်ထိအာဏာသိမ်းတဲ့ကာလမှာအနောက်အစုရဲ့ထောက်ပံ့မှုအပါဝင်ဒီလက်ရှိတော်လှန်ရေးမဟာမိတ်တွေအားလုံးရဲ့ထောက်ပံ့မှုတွေကလူဝတီစင်နိုင်တဲ့လက်နက်ခဲယံမပါသေးဘူးအဲ့တော့တရုတ်ဒီအဲ့လိုမျိုးပေါ်တင်ပါလာမယ်ဆိုရင်သူတို့ဘက်ကလည်းလက်နက်ခဲယံမိကြအကုန်လုံးကိုပေါ်တင်ထောက်ပံ့မှုရှိနော်အဲ့တော့ဒီကရင်းလို့ပေါ့မထူးတော့လက်ရှိတဲ့မြန်မာပြည်ဟာစစ်မြေတလင်းဖြစ်နေပြီမြန်မာပြည်သူတွေရဲ့ဘဝကဒီထက်ထပ်ပြီးစွတ်ပြတ်ဖို့လည်းမရှိတော့ဘူး နော်တချို့တည်းမထီသေးတဲ့ဒေတာကလူတွေကတော့ကိုလည်းမထီသေးလို့နေနေပေမဲ့ထီသေးတဲ့ဒေတာကလူတွေဘဝတွေဘလို့ဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာနောက်တစ်ချက်ရှိသေးတယ်ဒီပိုလန်စီမံကိန်းပိုလန်စီမံကိန်းဆိုတာကုန်းတွင်းပိတ်နိုင်ငံကုန်းတွင်းပိတ်ပြည်နယ်ဖြစ်နေတဲ့တရုတ်ဟာသူ့ပြည်နယ်ထွက်ပေါက်ဖြစ်မြန်မာကနေပိုလန်စီမံကိန်းဆိုပြီးဖောက်လိုက်မြန်မာနိုင်ငံမြေပေါ်အလဲပေါင်းတက်တဲ့နောက်ချက်ပိုလန်ကိုဖောက်ထားလိုက်အဲ့ဒီပိုလန်ဖောက်ချလိုက်တဲ့တရုတ်ပိတ်နဲ့တန်းတဲ့ရှင်မြန်မာပြည်ကအကုန်ပြိုဆင်းတာလက်ရှိအချိန်တောင်မှမြန်မာပတ်စပို့ကင်လာတဲ့တရုတ်ဘယ်လောက်ရှိတယ်ခင်ဗျားတို့သိလားဟမ်အမျိုးဘာသာသာသနာအော်နေတဲ့ခွေးမသားတွေမင်းတို့သိလား အမှန်ပဲနော်။အေးယောဗမာစကားတစ်လုံးမှပြောမတတ်ဘူး။မြန်မာ passport နဲ့ဘာတွေလုပ်နေပြီလဲ။ကြားဖြတ်နေလုပ်နေတာ။မကြားခင်ကပေါ်ပြ။နော်အဲ့ဒီအမျိုးဘာသာသာသနာအော်နေတဲ့ကိုမေကိုလိုးတွေမင်းတို့တွေအဲ့ဒါတွေမင်းတို့တိလာ။ငါအဖေဘာလို့လို့မှန်ပါလဲမှန်ပါလဲပြောနေတဲ့ခွေးသားတွေတိုင်းပြည်ကိုရောင်းစားနေတာတိုင်းပြည်ကိုဖျက်ဆီးနေတာနော်။ဘာလို့လို့မှန်တယ်ဆိုတော့အသွေးခေါ်မျိုးမင်းတို့တိရိစ္ဆာန်အသွေးမျိုးတွေနဲ့မင်းတို့တာယာနေ။အဲ့ဒီပုံစံမျိုးလို့မင်းအောင်နိုင်တဲ့အာနာယာဝတိမြန်မာပြည်မပြတ်ကြိုက်တယ်လို့ပြော။နော်တီးလင်ငါးစိတ်ကန်ဘယ်လိုဖြစ်သွားပြီလဲတယောက်တွေးမိ အာဖရိကမှာတွားကြည့်လိုက်တရုတ်ကျွေးပြီးအောက်ထဲမှာနိုင်ငံထိုးအပ်တာနဲ့တိုင်းပြည်တွေအများကြီးဖြစ်ကုန်အများကြီးပဲဟုတ်တယ်ဒါကြောင့်မြန်မာပြည်ကအာနာရှင်နာမင်းအောင်နိုင်နိုင်မှမဟုတ်တော့မင်းအောင်နိုင်ပဲတက်တက်ဘဒုကတက်တက်အာနာရှင်တွေကဆက်တက်ကြည့်တရုတ်ကထောင်ချောက်တက်မဝင်ကြိုက်တယ်လို့ပြောဒါကြောင့်မလို့မင်းတို့ဘာတတ်မထော်ယူချစ်တာလို့အမျိုးပါတာချစ်တော့မင်းတို့ချစ်တာဗဇက်နဲ့ချစ်နေတာတိုင်းပြည်ကဘလို့အနေထားသွားနေလဲဆိုတော့မင်းတို့တွေလူလူနားမလဲမဖေဘာလို့လို့ကောင်းလဲဆိုတော့ဆော့ဘောအတွေးခေါ်ရင်မင်းတို့ဆော့ဘောကြပြီးတော့တိုင်းပြည်ကဆက်ပြီးတော့ဒီတက်နစ်ဖို့နစ်မယ်ဆိုတော့ပြစ်စည်းဖို့ပဲရှိတော့ နော်ဒါကြောင့်မလို့ online ကရဲစုတွေဘက်ကအနေနဲ့စီးတော့မလို့လေဒီညမှာကျွန်တော်တခုမတည့်အရှိတယ် DVB ရဲ့တင်ထားတွေ့တယ်ဥနေဖုံးကပြောထားတဲ့တင်းကိုဒါပေမဲ့ကျွန်တော်တင်းတော့နားမထောင်ရတယ်ရုပ်တံဘူးတော့ PDF တွေနှုတ်ထက်တာစိုးရင်စရာမရှိဘူးဆိုတော့ခေါင်းစဉ်နဲ့တက်လာဒါကြီးကကျွန်တော်တော်တော်အဆင်မပြေဘူးလက်ရှိ PDF တွေဆိုတာကအားလုံးကခုနကပြောသလိုခံယူချက်နဲ့တိုက်နေကြတာဒီလိုစကားမျိုးကိုပြောမယ်ဆိုရင်ဒါလက်မစပဲပြောတဲ့စကားလုံးဝပြောပိုင်မှုမရှိဘူး เนาะအဲ့တော့ပြောမယ်ဆိုရင်တော့လက်ရှိ PJ နှုတ်ထွက်နေတဲ့အပေါ်မှာကျွန်တော်တို့ဘက်ကတောင်းဝင်မကြည့်ဘူး။ဘာလို့လဲဆိုတော့လက်နဲ့ခဲရင်ပြည့်စုံအောင်လက်ဆင်ပေးနိုင်ဘူး။တချို့တိုက်ရေးဆိုရိတ်ခါတော့နိုင်အောင်မချပေးနိုင်။အဲ့ဒီပုံမှာနှုတ်ထွက်နေကြဒီပုံမှာလည်းကျွန်တော်တို့အဲအကောင်းဆုံးဖြစ်အောင်စူးစမ်းနေပါလေ။စကားပြောတိုင်းလွယ်လွယ်လေး။ဟုတ်တယ်မလား။နှုတ်ထွက်တော့စောက်ပြမဆိုင်ဆိုတဲ့ပုံစံမျိုးပြောတာတော့တကယ်ပြောခဲ့မယ်ဆိုရင်ဒါကြီးကဥနေပုံနဲ့နေတယ်မဖြစ်သင့်ဘူးဒါကြုံလို့ကျွန်တော်တို့ကတော့ဟုတ်တယ်။ဒါလည်းဝေဖန်မှာဟုတ်တယ်။ဘာဖြစ်ဆိုတော့လူငယ်တွေကခံစားချက်နဲ့အလုပ်လုပ်နေကြတာ။သူတို့မှရပိုင်လို့ရှိတာမဟုတ်ဘူး။ပေးဆက်မှုတက်တဲ့နဲ့သူတို့လုပ်နေတာဖြစ်တဲ့အတွက် UNG အောက်မှာရှိတဲ့တိုင်းရင်းတစ်ဖွဲ့မှာ BJ အုံမှာကျွန်တော်တို့က နော်ဟိုအကောင့်ပြောပြီးတော့အချမ်းညာကိုအကောင့်ပြောပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အခုကျွန်တော်တို့ဆိုထောက်ဖို့တရားကျွန်တော်တို့ကလည်း NG အောက်ကိုဝင်ဖို့အတိုင်းအတက်ွက်ဆံတိုက်တွန်းတယ်ဘလို့အခက်အခဲတွေရှိတယ်ဘာဖြစ်လို့လဲ COC ကြီးတဲ့နေဖြစ်စေခြင်းလို့ဒါပေမဲ့ကိုယ်ရဲ့ဥဆောင်မှု NG ရတယ်ဥဆောင်ထိုက်တဲ့သူဖြစ်နေဖို့လိုတယ်ခေါင်းဆောင်နေရမှာခေါင်းဆောင်ပီတာထိုက်တဲ့သူဖြစ်နေဖို့လိုတယ်နော်ဒါကြောင့်မလို့ပြောတာဆိုတာတွေကဒါမျိုးတွေကအဆင်မပြေဘူးစီးလုံးညီညွတ်မှုကိုတိစောက်နေရမယ့်အချိန်မှာကိုယ်ဥဆောင်တဲ့နေရာရောက်နေတဲ့သူတွေကကိုပြောလိုက်မဲ့စကားတစ်ခုပေါက်ပန်း၄၀ထွက်ချင်ရင်ထွက်လို့မရဘူးစီးလုံးညီညွတ်မှုကြိုပြက်တာနဲ့အထက်မှာအစင်နဲ့ရန်တို့ကခင်ဗျားတို့ထောက်နေတာ เนาะဒါကြောင့်မလို့ကျွန်တော်တို့ဘက်မှာစီလုံးညီညွတ်မှုကိုရေးကြည့်တယ်အားလုံးစုပေါင်းနိုင်တဲ့အင်အားကိုကျွန်တော်ဖန်ဆောင်နိုင်မှုလို့လေအဲ့လိုမဟုတ်တော့ဒီဒေါ်လာရင်းရမလို့เนาะဟိုရှင်းရှင်းပြောရရင်တော့ပြည်သူရဲ့အနောက်မှာပြည်သူပဲရှိတယ်အာဏာရှင်တွေရဲ့အနောက်မှာကမ္ဘာနိုင်ငံအတူတူရှိတယ်အင်အားကြီးနိုင်ငံတို့ကဘာနဲ့လိုက်ဟုတ်တယ်เนาะစကိတ်စီးပြီးလိုက်မလားစပိန်နေပြီးလိုက်မလားရတယ်စပိန်နေပြီးလိုက်လို့မပြီးဘူးလေဆိုင်ကယ်လိုက်မယ် ဆိုင်ကလေးလိုမျိုးကားနဲ့လိုက်မယ်ကားနဲ့လိုက်လို့မျိုးလေနဲ့လိုက်လို့ရတယ်သူတို့ကမှာကိုကခြေတော့နဲ့ပဲပြေးနေရတယ်ဘောကဒါကိုနားလဲကြပါအဲ့တော့ဒီချက်ဖက်မဲအောင်လိုင်းကပါနော်ဒီတရုတ်ဘုံဘာတွေမြတ်ထိုးကျွေးလဲတော့မသိဘူးနော်တေချာတာတော့အခုအခုချိန်မှာဆိုရင်တော့တရုတ်ကမြန်မာပြည်ထဲကိုပေါ့နော်သူ့ရဲ့နိုင်ငံလိုလိုပေါ့နော်အုပ်ချုပ်တဲ့အဆင့်တိတောင်ရောက်လာပြီဖြစ်ပါတယ်နော်အဲ့တော့မကြဘူးဒီ မြောက်ပိုင်းတခွင်ကတော့တော်တော်လေးကိုစိုးရင်ရတဲ့အနေအထားတွေဖြစ်ပါတယ်။ဒါ့အပြင်အခုကျမ်းဖတ်မင်းအောင်လိုင်းပြန်ပြီးထွက်ပြီးတော့တွေ့တယ်ဆိုတော့ဘာတွေသွားပြီးတောင်းပြီးတော့ဘယ်တော့ဘာတွေထပ်ပြီးပေးလဲတော့မသိဘူးနော်။တေချာတော့ကျွန်တော်မြန်မာပြည်ကတော့ကြာရင်တော့မင်းအောင်လိုင်းပေးတာနေပဲကုန်တော့မှာပေါ့နော်။အဲ့တော့ဘာပဲပြောဒီတော်လိုင်းပြီးမှဖြစ်မှာပေါ့နော်။တော်လိုင်းပြီးသွားရင်တော့ဒီကိစ္စတွေကတော့ကျွန်တော်ပြန်လည်ဖြေရှင်းလို့ရတာဖြစ်တဲ့အတွက်ပေါ့နော်။တော်လိုင်းပြီးအောင်ပဲအားပေးကြဖို့ဒီကနေ့တိုက်တွန်းရင်းနဲ့ကျွန်တော်ပြုလို့ဆုံးသက်လိုက်ပါရနော်။ Okay အစားဆုံးကြည့်ပေးကြတယ်မိဘပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးတင်ပြီးဆုံးပြီးတော့ကျမ်းဖတ်မင်းအောင်လိုင်းရဲ့စစ်ပေးငလင်းပေးပေးနေပေါင်းစုံပါကင်းလို့ကြပါစေ းလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။